အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့နဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းသွားလာပြတဲ့ခီးစဉ်တွေကိုမျှဝေတင်ဆက်နေတဲ့နေရာမှာအခု episode 24အနေနဲ့တင်ဆက်သွားမှာကကြောက်တလုံးကြီးမြို့မှာကျင်းပခဲ့တဲ့ပို့တိုင်းသားတွေရဲ့စုပေါင်းရှင်ပြွယ်ခမ်းနာအကြောင်းဖြစ်ပါတယ်ဗျ ကျွန်တော်အနေနဲ့ဒီစီဇန်ကိုတင်ဆက်တဲ့နေရာမှာကျွန်တော်တို့ပထမဆုံးအသိမှတ်ပြုရမှာကတော့ကျွန်တော်တို့ဒီပွဲလေးရှိတာကိုသိတယ်။အဲသို့တော်လည်းဒီတိုင်းတာမန်အဖြစ်ပဲရှိနေပေမဲ့လို့ကျွန်တော်တို့ရဲ့ channel မှာလာပြီးတော့ငကားခွန်မောင်းဆိုတဲ့အကောင့်ကနေပြီးတော့ဒီပွဲလေးကဘယ်ကနေဘယ်ရက်ထိရှိနေပါတယ်။ဒါကြောင့်မလို့ဒါလေးကိုပြနိုင်လို့ရှိရင်မှတ်တမ်းတင်တင်ဆက်ပေးပါဆိုတဲ့အဲ comment လေးလာပြီးရေးသားပါတယ်။ကျွန်တော်တို့ကလည်းကျွန်တော်တို့ကိုကြည့်ရှုအပိနေတဲ့သူတွေကိုအလေးထားတာနဲ့အညီနောက်တစ်ချောင်းကလည်းကန်ကောင်းထောက်မှဆိုရတယ်ပဲကျွန်တော်တို့ကအဲ့ဒီကာလမှာ အဲ့ဒီကာလာမှာအဲ့ဒီကိုသွားလို့ရတဲ့နေရာအဲ့လိုသွားတဲ့သွားလို့ရတဲ့အခြေအနေလည်းရှိနေတာကြောင့်မလို့ကျွန်တော်တို့သွားပြစ်ခဲ့ပါတယ်။သွားပြီးတော့ဒီ season လေးကိုအာမှတ်တမ်းတင်တင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။ပြီးတော့နောက်ဒီနေရာမှာတစ်ခုကကျွန်တော်တို့အာကျေးဇူးတင်ရမယ့်သူရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဒီ key season ကိုသွားနိုင်ဖို့အတွက်ကျွန်တော်တို့ကိုအာပုံမိသားစုတစုကနေပြီးတော့အကူအညီပေးခဲ့ပါတယ်ဗျ။သူတို့အနေနဲ့ကျွန်တော်တို့ကိုလိုက်လံပို့ဆောင်ပေးတဲ့အပြင်ကိုအာသွားတင်လာတဲ့နေရာတွေအာ ိချင်တဲ့အကြောင်းအရာတွေအကုန်လုံးပြောပြရှင်းပြလိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်ဒီအပြင်မှာမှတခါအာတန်ဖိုးအရာလဲကြီးမားလာတယ်လို့စေနာအရာလဲအဖိုးမပြတ်နိုင်တဲ့ပို့ဝစ်ဆုံအဲဆင်မြန်းပြီးခဲ့ပါသေးတယ်ဗျအဲ့ဒီကိုသွားတဲ့အချိန်မှာဒီလိုမျိုးရိုးရဝစ်ဆောင်လေးနဲ့သွားနိုင်အောင်ဆိုပြီးတော့အဲ့ဒီအတွက်လည်းတကယ်ကိုကျေးဇူးတင်ရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အခုတော့ဒီပအုပ်တိုင်းသားရဲ့စူပေါင်းရှင်ပြပွဲကိုလေ့လာကြရအောင်ဗျ ဟုတ်ကဲ့ဗျအခုဒီနောက်ဆုံးတဲ့ပုံကတော့လေကျွန်တော်တို့အဲ့ဒီကိုရောက်တဲ့အချိန်ကနေ့လေကင်းဖြစ်သွားပြီဗျဒါကမနေ့ပိုင်းတော့ကအိုင်နာမလောက်ခဲ့တဲ့အာဘူဝါပေါ့ပုံရိပ်လေးတွေလို့သိရပါတယ်ဗျဒါကိုကျွန်တော်တို့သဆိုင်ရာတိုင်းသား page ကနေပြီးတော့လေးစားစွာအရှင်ငင်သုံးဆွဲခြင်းဖြစ်ပါတယ်ဗျဒီပုံအပုံကဟုတ်ကဲ့အခုကျွန်တော်တို့အ6လုံးမြို့လေဝင်တော့မှာဗျဒါကတော့လေအဲခုနဟိုအလှူအတွက်လောက်ထားတဲ့မဟုတ်ဘူးပါအဲ့ခါနေပြီးတော့ကျွန်တော်တို့6လုံးမြို့လေဝင်ပါပြီဗျ ။ဟုတ်ကဲ့ဟိုရှိမှာအခုလက်မြင်နေရတာကတော့ဘုရားစီတစုဖြစ်ပါတယ်။ဒါကမဟာဝန္တဗုဒ္ဓဂယာစီတော့လို့သိရပါတယ်။ဒါကအခုနောက်တရက်ကျော်ဖြစ်မှာပေါ့။တပောင်းလာပြည်နေမှာထီတော့တင်မှာဖြစ်ပါတယ်ဗျ။ဒါကတော့အဲ့ဒီကိုလာတဲ့လူတွေစားဖို့တော့ဖို့အတွက်ချက်ပြုတ်မဲ့တဲတွေကျူးမှုမဲ့တဲတွေဖြစ်ပုံရတယ်ဗျ။ဒါကလက်မရပြီးမှလည်းရှိနေတာပါဗျ။အခုမြို့ထဲမှာကလည်းအဲ့လိုပဲစစ်စစ်ကားကားသွားလာနေကြတာတွေ့ရတယ်ဗျ။ဒီပွဲကအဲ ဟိုပါပေါ့ကျွန်တော်တို့ဒီရှင်ပြပွဲအပါအဝင်ထီတော်တင်ပွဲနဲ့ဆိုအားလုံးပေါင်း9ရက်ကျင်းပမှာလို့သိရပါတယ်အခုဘယ်ဘက်ချမ်းမှာကစိုင်လေးစိုင်ရှိနေတယ်ဗျဝင်ကြည့်ရအောင်อืมဒီစိုင်လေးဗျဒါကတော့အခုလာကြတဲ့လူတွေအာဝင်နေကြတော်တော်များများတွေ့ရတယ်ဗျဩအခုဆိုလို့ရှိရင်အဖွဲတစ်ဖွဲဒါကသူတို့စုရက်စီသွားมาထင်တယ်ဗျအခုဒီညနေပိုင်းမှာသူတို့အဲ့လိုမျိုးဟောနှဲ့လေပွဲလေးတခုရှိတယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒါတော့ကျွန်တော်တို့စောင့်ပြီးတော့ရိုက်ကူးမှဖြစ်ပါတယ်ဗျာ

ရဟန်းနဲ့ချီတော့တောင်းအောင်လာစေလို့ရှိတယ်ပြရပါမယ်အခုဒါကကျူးမှုရဲ့အင်းွယ်ရဲ့ဒါပါညာညာပုံညင်းတော့ဘဝတာဟုတ်ဟိုအားပင်ခင်းယူ ငါကတော့သူကငြုတ်သီးစိမ့်နဲ့ချက်ထားတာဗျပြီးတော့ဟိုးမှမမြင်တဲ့ငြုတ်သီးထောင်းနေသူကငြုတ်သီးလုံးကျော်လို့ခေါ်တယ်ပြီးတော့ပို့အာယူရပဟင်းလေးပါတယ်ဗျအာဒါကတော့အရင်အပေါ်တက်ပါအဲ့အပေါ်တက်မှာကျွန်တော်တို့ဒီအလူလာကြတဲ့လူတွေကတက်ပြီးတော့အာပအဝင်လူတန်းကြတာတွေရှိပါတယ်။အဲ့ဒီအတွက်ကုသိုလ်ကောင်းမှုကိုကျွန်တော်အမျှဝေတာတို့ခေါ်ဆိုတဲ့ဒီလိုပုံစံမျိုးဖြစ်မှတင်ပါတယ်ဗျ။အဲ့ဒါမျိုးလုပ်ပေးပါတယ်။ ဒါကတော့အလူရှင်ရဲ့မိသားစုပါဗျ။ဟိုးမှာမောင်ရလောင်းနေဒါကတို့ကျွန်တော်တို့ break here ship ပါလို့ပြောမှထင်တယ်ကျွန်တော်တို့ဒီဘက်အယူဆရဆိုရင်လေဟုတ်ကဲ့အလူရှင်မိသားစုအခက်နေတာပါ ါကတော့မောင်ရင်လောင်းအဲကျွန်တော်အဲ့ဒါတပုံရိုက်မယ်ဆိုတာ ਨੇ တပုတ်ချက်ချင်းပန်းပေးလိုက်တာဗျသူကအဲသူတို့ဝတ်ဆောင်တော့ကျွန်တော်တွေ့ဘူးနေကြမောင်ရင်လောင်းနေနဲ့မတွေ့ဘူးဒီဘက်ကလေပို့ယူရဖြစ်ပါလိမ့်မယ်သူကဒီလေဘင်းမှာဟိုလေးတွေပါတယ်ဗျဘာလဲဟိုလိုစွဲပြားလေးတွေအများကြီးအဲ့ဒါကချွတ်ချွတ်တော့လေအဲရှူရင်ငွေရင်နဲ့လှုပ်တယ်လို့လည်းပြောတယ်အဲဒီဘော်တွေပါတယ်နဲ့လှုပ်တယ်လို့ပြောတယ်အဲ့ဒါကိုကြတော့ကျွန်တော်ကဟိုဆေးဟိုဖြစ်ထားတာပေါ့အကြောင်းတင်ထားတာပေါ့ ဒါကအလှပဲမန်တက်ရှိမှာအဲတက်ခင်းထားတာဗျဒါသူတို့ရဲ့ delay ပေါ့ခွန်းရစလိတ်ဒါကကြတော့အခုနချက်ပြုတ်တဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဒီဟိုဟာပေါ့ဟိုဟာပေါ့ကျူးတယ်မနေရအောင်အတေအတင်ပြုတ်လောက်တာဒီလိုမျိုးလေးဗျအချားနေရာကြီးကျွန်တော်လိုက်ကြည့်ရအောင်ဗျနည်းနည်းလက်မိမှာဈေးတဲ့ကြီးလည်းတော်တော်များများရှိနေတယ်ဗျ တမျိုးလုံးမှာမန်တက်က30လောက်ရှိတယ်လို့ပြောပါတယ်ဗျအဲ့ဒီမှာဒီ9ရက်လုံးလုံးကတော့မြေသူမဆိုးဝင်အောင်စားသုံးနိုင်ပါတယ်အင်းဒီမန်တက်မှာကျတော့အပေါ်ကလေဟိုးလုံးကပတ်စံလေးတွေပါထည့်တည်ထားတာဗျသာသနာအလံနဲ့ဒီမှာလေဟင်မွေးဒီမှာပို့ယူရပင်အဲ့ဒါကျွန်တော်မေးကြည့်တော့လေသူတို့ကဒီဟင်းရဲ့ရန်နံလေးကကျွန်တော်တို့ရနေကြဟင်းရန်နံနေနဲ့မတူတတကွဲထွက်နေတာကြောင့်မလို့သူကကြတော့ဘဲကိုပြုတ်ပြီးတော့မှာတဲ့အာစက်သမျိုးစက်သွင်းကြီးချင်းကိုအစိမ်း ထောင်းပြီးတော့ထည့်တာလို့ပြောတယ်ဗျဖေးဘုတ်လည်းပါတယ်လို့ပြောတယ်ငမုတ်ကျော်တော့ဒီမှာမပါမဖြစ်ဗျငရုတ်သီးလုံးကျော်ရဲ့ပင်ဟင်ရာလीအဲဒါခုနဒီဘက်မှာလည်းဒီတိုင်းပဲဟိုရှိမှာဒါ9ရာစလိတက်ခင်းထားတာဗျအတမစားပြီးတာ ਨੇ အဲဒီလိုမျိုးဟွာပေါ့အဲ့လိုကိုကိုရာစလိချိန်တက်တဲ့လူတွေအတွက်သုံးဆောင်မှုစီစဉ်ပေးထားတာဒါကတော့တောက်ရိုးစင်းနေဗျချစ်စရာလေး ဒါမျိုးကလေကျွန်တော်မေးကြည့်တော့သူကဒီလိုဟိုဟာပေါ့လာကြတဲ့လူတွေကသူတို့လည်းဟိုဝင်လှူတာမျိုးရှိတယ်ပေါ့ဗျာအမစာရေးလေးတွေနဲ့ကိုနိုင်တော့အဲ့ဒါကိုသူတို့အလှူရဲ့ကောင်းကျိုးကိုရှင်းပြတယ်ပြီးသွားလို့ရှိရင်အမြဝေတယ်ဒါတို့ခေါ်တယ်ဒီတလီလေးဗျအချစ်ဖို့ကောင်းတယ်ဗျဒီတလီလေးကအမောင်လားဘာနော်လဲစောနေဒါပါလေဒီလား ျွန်တော်လည်းစမ်းသခြင်းတော့မသိဘူးဘာမှန်းတော့မသိဘူးနောက်တော့မှအနာကပ်ပြီးတော့တေချာကြည့်တော့ပေါက်ပေါက်ဆုပ်လုံးမြတ်โอเคဒါကတော့အလှရှင်ရဲ့အမိနဲ့ဟိုရေးထိုးတာ ဖြစ်မယ်ထင်တယ်ဗျပို့ဘာစာပေနေပါဒါကအချူပွဲအချူပွဲကတော့လက်ဖက်နဲ့ဂျင်းနဲ့ရောထားလေးပါတယ်စရိတ်သီးပါတယ်ပေါ့ပေါ့ဆုပ်လုံးပါတယ်အဲပြီးတော့နေချာစီပါမယ်တခြားလုံးပါမယ်ပေါ့ ဟုတ်ကဲ့ဒါကဒီညနေမှာလုံမလှဲ့လေပွဲအတွက်ကိုဒါသူတို့ပြင်ဆင်နေကြတာလို့ပြောရပြဒါနာနောက်မန်ဒတ်တခုမြင်းနေလည်းအများကြီးပဲဗျရှင်နဲ့ရဟန်းအပေါင်း380ကျော်ကျော်ဆိုတော့လေဒါလည်းအဲ့ဒီကိုသွားဖို့လုံနေကြတဲ့အဖွဲတခုပါဗျအများကြီးပဲပို့တိုင်းသားတွေကလည်းတအားညီကြကြတယ်ဒီလိုမျိုးတိုင်းနိုင်လို့ပြောဆိုလို့ရှိရင်တွေ့ရတဲ့လောက်ကကျွန်တော်နေရာတော်တော်များများမှတွေ့လို့ရှိရင် တော်တော်ညီညွတ်ကြတယ်ဗျတော်တော်ကဘာတန်းစီနေတယ်သူကလေဒီပို့တိုင်းသားအတိုင်းရင်သူပေါ့သူတို့ဒီပို့တိုင်းသားတွေကအဖဝိဇာမိဆိုအအဖဝိဇာဆိုကြီးအမိငကမားကနေဆင်းသက်လာတယ်လို့ယုံကြည်ယူဆကြတာဖြစ်တဲ့အတွက်အမျိုးသမီးတွေရဲ့စင်ရင်ထုတ်ဖွဲ့ပုံကငကမားနဲ့တူတယ်လို့ဆိုကြပါတယ် ဟိုအမျိုးသမီးပဲဆိုမှဆိုလို့ရှိရင်ခေါင်းပေါင်းပေါ်ပါအပါဝင် အင်္ဂါလိုက်ရရှိတယ်လို့ပြောပါတယ်အဲ့ဒါကတော့အနက်ရောင်ဒါမှမဟုတ်လက်ပြန်ရောင်ပြင်နိုင်အင်းကြီး အညီတက်ရှိထမင်းခြေသလုံးပတ်စားပြီးတော့အဆစ်စင်ဝေဆင်ကြတယ်လို့ဆိုကြပါတယ်။ငွေကြေးတက်နိုင်သူတွေကရွှေစလို့အချွန်နဲ့အဝိုင်းနှစ်ခုလုံးဖြစ်စီတစ်ခုတည်းဖြစ်စီသတို့မှာထိုးစိုက်လှဆင်ကြလိမ့်ရှိပါတယ်။သတို့အချွန်ကငပြုတ်ပုံကံရှိပြီးတော့အဝိုင်းကကုန်းသီးလုံးအရွယ်သဏ္ဍာန်ရှိပါတယ်။သတို့အချွန်ကနှကမရဲ့မျက်လုံးတစ်ဖွဲဆင်ရင်ခါးစင်ဖြစ်တယ်လို့ပြောပါတယ်။ရွှေစလို့ကိုရွှေအနီရောက်တင်ထားကြပါတယ်။ပြီးတော့အားလုံးမှာတောင်းပူလို့ခေါ်တဲ့လွယ်တို့မလို့ရှင်ပလိုင်းလွယ်ကြလိမ့်ရှိပါတယ်။ဒီမှာတော့အားလုံးကဒီလွယ် အနီရောင်လေးတွေဒါသူတို့ရဲ့အထိတ်မဲ့ပါအဆင်ရောအရောင်ရောအားလုံးအတူတူပါပဲဗျအိုတိုင်းရင်သားတွေကတော့အင်းအဖြူနဲ့ဘောင်းမီအနက်သုံးပုံနဲ့ပြောက်ခွကြပါတယ်သူတို့ဘောင်းမီဝင်းကြီးရှိတယ်ဗျတော်တော်ခက်တယ်ကျွန်တော်ကျွန်တော်တို့ဆို၃လရောက်မှဝိုင်းဝဲပြေးရတယ်စဝတ်တာဆိုတော့လေဘလုံးမမွေးတတ်ဘူးဖြစ်လို့ โอเคဒါကအခုသူတို့အာလှည့်လည်ပွဲအတွက်ကိုဒီမြို့မှာရှိနေတဲ့ဘဝကြီးမှာအားလုံးပြင်ဆင်နေကြတာဗျဒီမြမဆွေဆောင်ချမ်းမှာ ပို့တိုင်းသားတွေနဲ့ပတ်သက်ပြီးတော့ဘလို့ဖော်ပြထားလဲဆိုလို့ရှိရင်ပို့တိုင်းသားများသည်ကိုလက်ချန်ခိုင်သည်တတိရှိသည်ဒေစီစွာနေထိုင်တတ်သည်ပေါ်ရွေ၍လေကူစွာပေါင်းသင်းဆက်ဆံနိုင်သောတိုင်းရင်းသားများဖြစ်သည်ဆိုပြီးဖော်ပြထားပါတယ်။အမျိုးသားအမျိုးသမီးပါဝိရိယရှိကြပြီးတော့အလုပ်ကိုအသုံးခွန်ဆိုင်လုပ်တတ်တဲ့စကားကိုလူကြီးဆိုရှင်အဖြောင့်ပြောလို့ရှိတယ်။အဲဝချပြောနေဘာသာရေးအရေးထားတယ်။အကြီးအမှုအကြီးအကဲတွေကိုလေးစားကြတယ်။ပူကြီးရွာတွေမှာရှိနေတဲ့ဖုန်းတို့အကြောင်းတွေကိုကြည့်လို့ရှိတယ် ူရဲ့တရားတရားနိုင်ခြင်းရှိမှုခံမှန်းနိုင်ပါတယ်။ရတော့အဖြစ်တော့ပိုးတွေကတထုံခရိုင်ပကူးခရိုင်တောင်ငူခရိုင်အဖအန်ခရိုင်ရှမ်းပြည်တောင်ပိုင်းရှမ်းပြည်မြောက်ပိုင်းနမ်တူစရိုင်းမှာဒီကနေထိုင်တယ်လို့သိရပါတယ်ဗျ။အခုဒါကအဲ့ဒီလှည့်လည်ပွဲသွားနေကြတာပါ။ မနှက်ဖြံမှာတော့ဒီတမျိုးလုံးဒီဟာလှည့်လေပွဲရှိတယ်လို့ပြောပါတယ်ဗျကျွန်တော်စိတ်မကောင်းသွားတယ်ပဲကျွန်တော်တို့လည်းကြည့်ချင်းပြင်မယ်ဟာဒီညက်နေပြန်အမှာဆိုတော့ဒီကျွန်တော်တို့ဘလို့မှအဲ့ဒီဟာကိုတော့မကြိုက်ဘူးမတင်ဆက်တယ်ဖြစ်သွားပါတယ်ဗျအခုအဲ့တော့ကျွန်တော်တို့ရနိုင်တာလေးကိုတော့အားလုံးကြည့်လို့ရအောင်ဒီဒေတာဘက်ကရောက်လေရောက်တာနည်းနည်းနေကြတာမလို့ဒီအားလုံးကြည့်ရှုနိုင်အောင်တင်ဆက်ပြခြင်းဖြစ်ပါတယ်ဗျကျွန်တော်တို့လည်းပဲအခြားတင်ဆက်နေတဲ့သူတို့လည်းရှိပါလိမ့်မယ်နောက်နေ့ဒီမှာတော့ဒီလိုတင်ဆက်မှုကိုအားပေးကြည့်ရှုနိုင်ကြပါလိမ့်ဗျ ားတယ်ညနေလားခေါင်းပေါင်းလေးတွေအားလုံးအညီဆိုတော့လေဟိုမှာကြည့်အဲသူတို့ကဒီဒီဘက်ကနေပြီးတော့အဖွဲအတီတီရဟိုဘက်လမ်းမှာလည်းရှိတယ်ဒီဘက်လမ်းမှာလည်းရှိတယ်သူကတမျိုးလုံးလမ်းတွေပိတ်နေတယ်လို့ဖြစ်နေတာဗျအပြည့်ပဲအများကြီးပဲပို့တိုင်းသားတွေရဲ့အာဟိုဘောဓလေ့ကိုထင်ရစေတဲ့စကားပုံတစ်ခုရှိတယ်ဗျကုံမြင့်လျင်ရေမတင်ဂုံမြင့်လျင်လူမခင်တဲ့သူတို့က ဘယ်အကြောင်းအရာနဲ့မှဂုံပေါင်းလေးမရှိကြဘူးလို့ဆိုပါတယ်။ဒါကတော့ဂါရဝပြုတ်သူတို့ဒီသူတို့ဟိုပါပေါ့တိုင်းသားခေါင်းဆောင်ရှိတဲ့ဘက်ကဂါရဝပြုတ်သွားတယ်လို့ကျွန်တော်ရင်းနှီးသိရပါတယ်ဗျာ။အကယ်လို့ကျွန်တော်ဒီပြောတာလေးအမှန်ယူရှိသွားရင်လည်းတောင်းပန်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီလိုပဲနားလည်လိုက်လို့ပါ။ဆိုတော့အထာထာအချို့ကတော့ပြန်လာကြပြီဗျာ။သွားပြီးတော့လေ။ဟိုးမှကြည်ဗျာပြန်လာနေတဲ့တစ်ဖွဲ့။ညီညီညာညာနဲ့ ဲ့ဒါတိုင်ပေးတယ်လို့ရှိတယ်ဗျာကြည်ရတာလည်းနေပျော်စရာကြီးပြည်လားဒါပြန်ကြပြီမနေ့ကညမှာသူတို့အကတမျိုးလုံးလှိမ့်ပါလို့သိရတယ်ဗျာကျွန်တော်တို့တော့ဗျာဒီလက်ရှိဒါလေးပဲရိုက်ခွင့်ရနိုင်နိုင်ပါတယ်ဗျာ ကဲအခုဒီကျွန်တော်အခုဒီပြနေတဲ့ပုံလေးတွေကတော့ဒါကလေအဲ့ဒီရှင်ပြူမှာဖိတ်ကြားတဲ့ဖိတ်စာပုံစံလေးပါဗျပို့စာပေးကိုကြည့်ရှုနိုင်အောင်ရေပြီးတော့အဲ့မှာဖိတ်ကြားလေးရှိတဲ့ပုံစံလေးကိုသိရှိနိုင်အောင်ရေမျှဝေပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ရဲ့တင်ဆက်မှုကတော့ဒီများနဲ့ကျင်းပ်ပြီးပါဗျကျွန်တော်တို့ရဲ့အခြားသောတင်ဆက်မှုတွေကိုဆက်စပ်ကြည့်ရှုပေးနိုင်မှုအတွက်ကျွန်တော် channel ကို like and subscribe လုပ်ရင်တို့ဒီခေါင်းလောင်းလေးလည်းနှိပ်ထားပေးလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ